Do you know the power of the roses? နင်းစီပန်းတွေကဘလောက်ထိ powerful ဖြစ်လဲအစွမ်းရှိလဲဆိုတာကျွန်မပြပြမယ်။ကျွန်မနဲ့ရင်းနှီးတဲ့သူဆိုရင်ကျွန်မ stories တွေကိုဝင်ကြည့်တယ်။ကျွန်မရဲ့ right customers တွေ right clients တွေဆိုတဲ့ခါကျရင်ကျွန်မဘလောက်ထိအိမ်တွေကိုကြိုက်ကြောင်း interior design ကိုစိတ်ဝင်စားကြောင်းကျွန်မဒီမှာလဲအိမ်တွေကိုရင်းနှီးမြှုပ်နှံနေတဲ့ဆိုတဲ့အတွက်ကြောင့်မို့ houses are so important for me. ကျွန်မတို့နေတဲ့အိမ်က အရှမ်းကိုအရေးကြီးတယ်။တောင်မန်လူတယောက်ထုတ်လွှင့်တဲ့ vibration က62 to 72 frequency megahertz ရှိတယ်။ ီနှင်းစီဘန်းနေရာကြတော့သူတို့မှာ320 frequency megahertz ရှိတယ်ဆိုဒီနှင်းစီဘန်းနေကကျမတို့လူတွေရဲ့ vibration တက်သူကပုံမြင့်တယ်ကိုကအိမ်မှာနေမကောင်းခဏခဏဖြစ်လာတယ်အိမ်ပြောင်းလိုက်ပြီးတော့မှဒီအင်ကိုရောက်တော့မှတခုခုအဆင်မပြေဖြစ်လာတယ်။ကိုဘွားမှနည်းနည်းအကြောင်းကြလေးဖြစ်လာပြီဆိုတဲ့အခါကျရင်ကျမကဒီနှင်းစီပန်းကိုကိုယ့်ရဲ့ အဲ dining table ပေါ့နော်ကျမတို့ခုလောလောဆယ်မိဖို့ကြောင်းက dining table ပေါ့မှာကျမတင်ထားတယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့အာအခန်း living room မှာလည်းကျမတို့ကဒါကိုထားလို့ရတယ်။နင့်စီပန်းကအလွယ်ကူဆုံးအယိုးရှင်းဆုံးအသက်သာဆုံးနဲ့ကိုယ့်အိမ်မှာရှိတဲ့ vibration ကိုပြင်မယ်ဆိုတဲ့အခါကျရင်တော့ကျမက highly recommend no wonder roses are queen of roses ။သူကပန်းနေထဲမှာဆိုတဲ့အခါကျကျမတို့ကဒါဘယင်မအာပန်းလို့ကျမကတော့ခေါ်ချင်တယ်ပေါ့နော်။ဒီ roses တွေက it's very healing ်เนาะဒါကြောင့်မို့ကျမတို့ cosmetic တွေမှာဒီ roses လေးတွေပါတဲ့ဒီနှင်းစီပန်း chop လေးတွေနဲ့လုပ်ထားတဲ့ cosmetic တို့ကျမဆိုရင် roses tonic လေးတွေသုံးနေရှိရဲ့ cleanser လေးတွေသုံးနေရှိရဲ့ဒီ rose petal လေးတွေပါတဲ့အရာလေးတွေသုံးနေရှိရဲ့ roses တွေကိုကိုယ့်ရဲ့အိမ်မှာเนาะစိတ်တနေရမှာတော့ထားလို့ရတယ်ကြောက်ဒါပေမဲ့အထူးကဘေးနားမှာထားမယ်ဆိုရင်ကျမတို့ kitchen table မှာကျမတို့ထားရင်ထားမယ် roses are the best flowers to shift the frequency of your home ကိုအင်ကိုအပြင်ဘက်ကလည်းကျမတို့ decoration လုပ်သလိုဒီ roses ဒီနှင်းစီပန်းလေးတွေသုံးပြီးတော့လဲကို့အင်ရဲ့ vibration လေးကိုမြင်ပါနှင်းစီပန်းကိုထားပြီးွားပြီဆိုတဲ့အခါကျရင်ကိုဘလို့ခန်းစားလဲနည်းနည်းလေးအာတတိထားကြည့်ပါတော့ကျမတို့ကနှင်းစီပန်းဝယ်လာပြီဆိုတဲ့အခါကျရင် it shift my energy ဘာကြောင့်လဲဆိုတော့ဒီနေ့စီပိုင်း vibration ကကျွန်မ vibration နဲ့ပုံမြင့်နေတဲ့အတွက်ကြောင့်မို့ကိုယ့်အိမ်ရဲ့ energetic ကိုပို့ပြီးတော့ loving ဖြစ်လာအောင် beautiful ဖြစ်လာအောင်ဆိုတဲ့အခါကျရင် try some roses let it manifest faster ဒီ roses ထားပြီးပြီဆိုတဲ့အခါကျရင်ကိုယ့်ရဲ့ manifestation တွေကလည်းမြန်လာလိမ့်မယ်ကျွန်မက comment အောက်မှာပြောပြပေးခဲ့ပါ home energetics နဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးအဲကျွန်မတို့အိမ်မှာနေ့စီပိုင်းထားလိုက်ပြီဆိုတဲ့အခါကျရင်ဒါအခု အရင်တော့ကိုမသိဘူးဆိုရင်သိသွားပြီနောက်ထပ်အများကြီးရှိတယ်ကိုအိမ်ရဲ့နော် abundant နေရာကပင်နာမှာလေကိုအိမ်ရဲ့အဲကျမတို့ relationship အိမ်ောင်ရေးကိုပို့ပြီးတော့ကောင်းစေတဲ့နေရာပင်နာမှာလေကျမတို့ဒါကို home energetic လို့ခေါ်တယ် interior design ကိုလည်းကျမအရင်စဉ်းဝင်စားတယ်။ကျမကိုယ်တိုင်ကလည်း Airbnb ကိုဒီမှာ brand နဲ့အထွက်ကြောင်းမို့ကျမစဉ်းစားထားတဲ့အရာလေးတခုရှိတယ်။ဒီ home energetic နဲ့ interior design ကိုပေါင်းပြီးတော့ကျမဘယ်လိုမျိုးနော် educational content တွေ ဖန်တီးရမယ် so let me know နောက်ထပ် home energetic series part 2ကိုနားထောင်ကြည့်မယ်ဆိုတဲ့အခါကျရင်เนาะဒီဗီဒီယိုလေးကိုကြည့်ကြည့်ပြင်ရှင်းပြပါ